မြစီမပြည်သက်များလုံးမဲမင်္ဂလာပါမက်ရှလာ32ရက်နေ့ည9:00နာရီတမြစီမပရိုင်တိုင်းမြစီမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ငလင်တန်းကြောင့်စစ်ကောင်စီဝန်ကြီးဌာနရုံးတွေပြက်စီးမှုကြီးမားတဲ့သတင်းငလင်ဘေးကြုံနေချိန်မြို့ခုနှစ်မြို့ကိုစစ်ကောင်စီလေကြောင်းဘုံကျဲတဲ့သတင်းတေသူအလောင်းမထုတ်နိုင်ရှင်သူအသက်ရှူကျက်နေတဲ့ကဲသူမဲ့သခိုင်းဆိုတဲ့အကြောင်းနဲ့ ကုံသွေးရေးသဘောတူညီချက်အတွက် Starmar နဲ့ Trend ဆွေးနွေးတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုံစည်နှုံနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ငလင်တန်ကြောင့်စစ်ကောင်စီဝင်ကြီးဌာနရုံးတွေပြည့်စည်မှုကြီးမာတဲ့တဲ့နဲ့ဆားလျအောင်ပါ အင်အားအပြင်းဆုံးမှတ်တမ်းဝင်ငလျင်ကြီးကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့နေရာချထားရေးပြန်ကြားရေးဝန်ကြီးဌာနအပါအဝင်ဝန်ကြီးဌာနရုံးတွေပြည့်စည်မှုဖြစ်တယ်လို့ဝန်ထမ်းအများပြားဟာလည်းနေပြီးတော့ကိုစွန့်ခွာသွားကြတယ်လို့မြစည်းမရဲ့စုံစမ်းထောက်လှမ်းမှုတွေအရသိရပါဗျ။ လူကယ်ပြန်ပြန်ကြားရေးပြည်ထရေးအလုံသမားနိုင်ငံကြားရေးကာကွယ်ရေးနဲ့လေယာစိုက်ပျိုးရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနရုံးတွေပျက်စီးမှုကြီးမားတဲ့အထက်ပါဝင်ပြီးရုံးတိုင်းပျက်စီးမှုဟာအ ਨੇ များသာကွာတာကိုတွေ့ရပါတယ်။ငလင်ကြောင့်ဝင်ကြီးဌာနတွေရဲ့လုပ်ငန်းကွင်တွင်တည်ဆုံးသူအ ਨੇ ဆုံး20ဦးရှိတယ်လို့သိရပြီးဝန်ထမ်းအရာတွေမှာတည်ဆုံးမှုကဒါဇင်ပေါင်းများစွာဖြစ်နေတယ်လို့နေပြည်တော်မှာရှိတဲ့သတင်းရပ်ကွက်တစ်ခုကပြောပါရတယ်။မြစီမအနေနဲ့တော့တီးခြားတီးပူးချက်ရယူနိုင်တာမရှိသေးပါဘူး။ နိုင်ငံခြားရေးနဲ့အလုပ်သမားဝန်ကြီးဌာနမှတည်ဆုံးမှုရှိခြင်းကိုတော့အတည်ပြုနိုင်ခဲ့ပြီးအလုပ်သမားဝန်ကြီးဌာနမှတည်ဆုံးသူဟာအတွင်းဝန်အရာရှိတူဖြစ်ပါတယ်။မတ်လ28ရက်နေ့နေ့လယ်ပိုင်းကစကိုင်းမြို့အနောက်မြောက်ဖက်ဆယ်မိုင်အကွာကိုဗဟိုပြူပြီးလှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင်းဝန်ထမ်းတွေအလုံးလုံးလို့မရလောက်အောင်အထိပျက်စီးခဲ့တဲ့အတွက်ရုံးဝင်းနေရာလမ်းဘေးနေရာတွေမှာအလုံးလုံးနေခဲ့ကြရတာကိုတွေ့ရပါတယ်။အဓိကလောက်ရတဲ့အလုပ်တွေဟာလေရုံးပြက်စီးမှုအခြေအနေတွေကိုစစ်ကောင်စီထံပေးပို့နေကြရတာပါ ဝန်ကြီးဌာနတချို့မှာအစိတ်အပိုင်းတချို့အုပ်ပုံဘဝရောက်သွားခဲ့ပြီးတချို့မှာတော့ကြမ်းကြွမျက်နှာချက်ပြိုကျမှန်နေကွဲနေရာပေါ်မှာအကြောင်းကြီးတွေပေါ်ပြီးအခန်းတွေအတွင်းမှာတော့အမိုက်ပုံတပွဲရှုပ်ပွားနေတာကိုတွေ့ရပါတယ်။လူကပြန်ဝန်ကြီးဌာနရဲ့အပြည့်စည်းတွေကြောင့်စစ်ကောင်စီဒုတိယကောင်ဆောင်ဒုဗိုလ်ချုပ်မူကြီးစိုးဝင်းဦးဆောင်နဲ့ငလျင်ကယ်ဆယ်ရေးလုပ်ဖို့စည်းဝေးတစ်ခုကိုမတ်လ29ရက်နေ့ကကျင်းပရာမှာရုံးပင်မှာအဆောက်အဦအပြင်ဘက်မှာတာလဘက်ကပြီးပြုလုပ်ခဲ့ရပါတယ်။ အဲ့ဒီအစည်းအဝေးမှာဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းကဝန်ထမ်းအင်အားလိုက်ယာယီမိုးကတဲတွေနဲ့အင်အားအနည်းဆုံးပန်းကြံအရေးရှိတဲ့ကွက်လက်ကျဲတွေမှာနေရာချထားပေးမယ်လို့ပြောဆိုသွားခဲ့ပါတယ်။ဝန်ထမ်းအင်အားပြည့်စည်မှုတွေမှာစေဘူတိတိမြို့နယ်မှာရှိတဲ့ဘူးကွဲနဲ့ခရီးအင်အားဘောကတိတ်တိရက်ကွက်ပရောက်အင်အားတွေဟာပြည့်စည်မှုကြီးမားတဲ့အထက်မှာပါဝင်ပြီးမြင်းကြီးဓာတ်တွေပြိုကျတာကြောင့်လူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ အရာတွေပြိုကျပျက်စီးမှုကြောင့်နေစရာမဲ့သွားတဲ့ဝန်ထမ်းတွေအနေနဲ့နေရက်ပြန်တဲ့သူကပြန်တခြားရက်ွက်တွေမှာအိမ်လိုက်ငားတဲ့သူကငားနေကြပြီးလမ်းဘေးမှာ ဖြစ်လို့နေထိုင်နေရသူတွေလည်းရှိနေပါတယ်။ဒါပြင်အစားအသောက်ဝယ်ယူလို့မရတဲ့အတွက်အလူရှင်တချို့ကဝေငားတဲ့ထမင်းထုတ်ကိုဝန်ထမ်းတချို့ကအားကိုးနေကြရပါတယ်။လူကပြန်ပြန်ကြားရင်းနဲ့စောက်လော်ရေးဝန်ကြီးဌာနဝန်ထမ်းတွေကတော့နေရက်ပြန်ခွင့်မရသူတွေထဲမှာပါဝင်ပြီးရုံးတွေထဲမှာပဲမိဆက်မောင်းလို့လှုပ်လှုပ်နေကြရပါတယ်။ နေပြည်တော်မှာမီးပွိုင်တွေအလုံးလုံးနေစေဖြစ်ပေမဲ့လူနေရက်ွက်တွေမှာလျှက်စစ်မီးပြတ်တောက်နေတဲ့အတွက်လျှက်စစ်ဝန်ကြီးဌာနကတော့နားလည်ပေးကြဖို့မြစ်တာရက်ခံထားတာကိုတွေ့ရပါတယ်။တရားဝင်ရုံးပိတ်ရက်မကျင်နာထားပေမဲ့နေရက်ပြန်ခွင့်တောင်းတဲ့ဝန်ထမ်းတွေကိုခွင့်ပြုပေးတဲ့ဌာနတွေရှိပြီးတချို့ဌာနကတော့ခက်ခဲတဲ့သူတွေရုံးမတက်ဖို့ဌာနတွင်ခွင့်ပြုချက်ပေးထားတယ်လို့သိရပါတယ်။ ငလင်လှုပ်ပြီးတဲ့နောက်ပိုင်းဝန်ကြီးဌာန website တွေအားလုံးဖတ်ရှုမရဖြစ်သွားခဲ့ပြီး MRTV နဲ့မြဝတီတို့ကလည်း online ကနေပုံမှန်ထုတ်လွှင့်မှုတွေရပ်သွားခဲ့ပါသေးတယ်။စစ်ကောင်စီအနေနဲ့ကတော့နေပြည်တော်ကရုံးတွေပြည့်စည်အခြေအနေတွေကိုလှုပ်ဝှက်ထားပြီးနေပြည်တော်မြို့အတွင်းလူစိမ်းဝင်ရောက်မှုကိုလည်းတင်းကျပ်ထားပါတယ်။၆လုံးတန်းလိုလူတီများတဲ့အရင်စစ်အစိုးရခေါင်းဆောင်တွေဖြစ်ပြီးအခုအငိမ့်စားယူသွားကြသူတွေရဲ့နေရင်ရှေ့လမ်းမှာအကွဲချောင်းကြီးတွေဖြစ်ပေါ်လို့ခြံစည်းရိုးတွေလည်းပြိုကျပျက်စီးနေတာကိုတွေ့ရပါဗျ။ ရာဇတင်ဟအဝိုင်းနီးမှာရှိတဲ့အဲ့ဒီနေအိမ်အုပ်စုမှာဗိုလ်ချုပ်မှုကြီးတန်းရွှေဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးဗိုလ်ချုပ်ကြီးသူရရွှေမန်ဗိုလ်ချုပ်ကြီးသိန်းစိန်ဒုတိယဗိုလ်ချုပ်ကြီးတီဟသူရတင်အောင်မြင့်ဦးနဲ့ဒုတိယဗိုလ်ချုပ်ကြီးတင်အေးတို့အိမ်နေသာရှိခဲ့ရာကနေ2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာတော့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကလည်းသူနေထိုင်ဖို့အတွက်အိမ်တလုံးစောက်ခဲ့တာဖြစ်ပါတယ် လက်ရှိမှာလူသွားလူလာများတဲ့နေရာတွေကအကွဲចောင်းကြီးတွေကိုမြေဖို့ပြင်ဆင်မှုတွေလုပ်နေပေမဲ့ဝင်ကြီးဌာနတွေအပါအဝင် နေပြည်တော်အတွင်းကနေရာအများစုမှာတော့မနေ့ကညနေပိုင်းအထိဘာပြင်ဆင်မှုမှမစတင်နိုင်သေးတာကိုတွေ့ရပါတယ်ခင်ဗျာငလင်ဘေးကြုံနေရချိန်မှာမြို့ခုနှစ်မြို့ကိုစစ်ကောင်စီလေကြောင်းပုံကျဲတဲ့တဲ့တင်နဲ့ဆက်ရအောင်ပါ အင်အားလုံးပြင်းထန်တဲ့ငလင်းလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကစတင်လို့ဒီကနေ့မတ်လ31ရက်နေ့အထိမြို့နယ်ခုနှစ်ခုမှာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခံခဲ့ရတယ်လို့ဒေတာကန်နေနဲ့သက်ဆိုင်ရာဒေတာအဖွဲ့အစည်းတွေစီကသိရပါဗျ။ရဟတ်ရင်အတန်ကြာတော့ဩငလင်းအတွက်ကဲဆဲတွေလာတယ်ပေါ့ဘယ်ဟုတ်မလဲရွာကိုပုံကျဲချသွားတာလို့ပေါ့မြို့နယ်ရွာတိတ်ကုန်းချေးရွာဒေတာကန်ကပြောပါဗျ။ ီကနေ့မတ်လ31ရက်မနက်6:00နာရီခွဲချိန်ကမှမကွေးတိုင်းဆက်လင်းမြို့နယ်တညောင်ရွာထိပ် EPC ရုံးသားကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု၈ကြိမ်ခန့်လုံဆောင်သွားပြီးထိခိုက်မှုမရှိပေမဲ့လည်းရွာကနေထိတ်လန့်နေကြတယ်လို့ဒေသခံတို့ကပြောပါရယ်။ဒါပြင်ဒီကနေ့မတ်လ31ရက်မနက်10:00နာရီ10မိနစ်အချိန်မှာလည်းတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TLL ထိန်းချုပ်ရာနောင်ချိုမြို့နယ်ကြောက်ကျန်းကျေးရွာကိုစစ်ကောင်စီတပ်က 120မမဘုံသီးတဲဆောင်လာတဲ့ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တယ်လို့ PSLF TLL ကထုတ်ပြန်ထားပါတယ်။မနေ့ကမတ်လ30ရက်နေ့လယ်7:00နာရီကျော်ချိန်ခန့်မှာလဲမကွေးတိုင်းပေါ့မြို့နယ်ရွာတိကုန်းကြီးရွာကိုစစ်ကောင်စီကရဟတ်ရင်နဲ့လေးချောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပြီးကြီးရွာမိလောင်ခဲ့တယ်လို့ဒေသခံတွေကတရားပါတယ်။ပြည်ပြင်စစ်ကြောင်းရှိမှာကိုစိုးရိမ်တဲ့အတွက်ရွာကိုပြန်မကြည့်ရဲသေးတဲ့ကြောင့်ပျက်စီးမှုဘလောက်ရှိတယ်ဆိုတာကိုမသိနိုင်သေးဘူးလို့ဒေသခံတွေကပြောကြပါရယ်။ ရွာသိကုံကြီးရွာဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်အဆောက်အဦပြိုကျမှုရှိခဲ့ပြီးအသက်6နှစ်အရွယ်မိန်းကလေးငယ်တဦးဟာလည်းပြင်းထန်ဒဏ်ရာတွေနဲ့မတ်လ29ရက်နေ့မှာတည်ဆုံးခဲ့တယ်လို့ဒေသခံတွေကသိရပါဗယ်။အဆောက်အဦပြိုကျကနေစရာနေရာမရှိတဲ့အတွက်အရေးရတဲ့တိုးထဲမှာနေထိုင်နေရင်မတ်လ30ရက်နေ့မှာဘုံလာကျဲသွားတာဖြစ်တယ်လို့ဒေသခံတွေကပြောကြားထားကြပါဗယ်။ အလားတူမတ်လ30ရက်နေ့နေကင်းပိုင်းမှာလည်းဗမော်မျိုးကိုဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပြီးည7:45မိနစ်အချိန်ကမှလိုင်းစာမျိုးအနည်းကိုလည်းအသေးခံဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကချင်လူလက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူးကမျိုးစိမသတင်းဌာနကိုဒီကနေ့မတ်လ31ရက်နေ့မှာပြောကြားထားပါတယ်ဒါပြင်မတ်လ30ရက်နေ့ညနေ4:00နာရီအချိန်ကမှပဲကီအန်ဒီပြည်နယ်ဖရူဆိုမြို့တောခုကျေးရွာမှာ ပေါင်900နဲ့ပေါင်300ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗယ်။ငလင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်9:05မိနစ်အချိန်မှာလဲရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကို Jet Fighter နဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးနေအိမ်3လုံးစာတင်ကြောင်း2ကြောင်းပျက်စီးသွားတယ်လို့ PSLF DLLA ကထုတ်ပြန်ထားပါဗယ်။ ဒါပြင်မတ်လ28ရက်နေ့ည9:40မိနစ်ဝန်းကျင်အချိန်မှာလဲစကိုင်းတိုင်း6ဦးမြို့နယ်နွယ်ခွေကျေးရွာကိုအနောက်မြောက်တိုင်းစစ်ထနာကျုပ်ကတက်လာတဲ့စက်တက်လေထီနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်သွားတည်တယ်လို့6ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူစီကတရားဝါရတယ်။ ငလျင်တန်ကြောင့်မန္တလေးတဒဦးလေးစိတ်ပျက်စီးခဲ့တဲ့အတွက်တဒဦးလေးစိတ်ကလွဲလို့ကြံတဲ့မကွေးလေတက်မိထီလာလေတက်ကလေရင်တွေဟာပုံမှန်အတိုင်းလေချောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တယ်လို့စစ်ကောင်စီရဲ့လေချောင်းပြန်တမ်းမှုကိုစောင့်ကြည့်နေတဲ့ Next လေချောင်းရန်အဖွဲ့ကပြောပါတယ်။လက်ရှိမှာမကွေးလေတက်နဲ့မိထီလာရှန်တဲလေတက်ကလေရင်တွေဟာလေချောင်းတိုက်ခိုက်မှုလေကျင့်ပြန်တမ်းမှုနဲ့ခရိုင်ရိတ်ခါချမှုတွေအတွက်တရက်ကိုအကျဉ်းရေ20ကျော်ပြန့်မြရှိနေတယ်လို့သိရပါတယ်။ တရအူလေတက်ကတော့ငလင်ကြောင်းတောင်ဘက်ပြေးလန်းအနေငယ်ထိခိုက်ခဲ့တဲ့အတွက်လက်ရှိမှာပြန်လည်ပြင်ဆင်နေဆဲဖြစ်ပြီးလေရင်အတက်အဆင်းမရှိသေးဘူးလို့သိရပါဗျ။စစ်ကောင်စီရဲ့လေရင်တွေဟာငလင်ဘေးတင်ပြည်သူတွေအတွက်ကူညီကယ်ဆယ်မှုတွေမှာအသုံးချတာမရှိဘဲလေကြောင်းတိုက်ခိုက်မှုတွေကိုပဲဆက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူတွေကဝေဖန်နေကြပါဗျခင်ဗျာ။တေသူအလောင်းမထုတ်နိုင်ရှင်သူအသက်ရှူကျက်နေတဲ့ကဲသူမဲ့သခိုင်းဆိုတဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးပါပါ။ နှစ်ပေါင်း100ကျော်အတွင်းမှာအပြင်းထန်ဆုံးဖြစ်တဲ့အင်အားကြီးငလေးဟာသခိုင်းမြို့ကိုဗဟိုပြုလှုပ်ခတ်သွားတာကြောင့်မြို့ရဲ့80ရာခိုင်နှုန်းလောက်ဟာပျက်စီးသွားခဲ့ပါတယ်။ပြိုကျအဆောက်အဦတွေအောက်ကတေဆုံးသူတွေရဲ့ရုပ်လောင်းတွေဟာသုံးရက်ခန့်ကြာမြင့်တဲ့အထိတည်ယူနိုင်ခြင်းမရှိသေးဘူးလို့သခိုင်းမြို့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေစီကတီးရပါတယ်။သတင်းပြေဆုံးကိုမြစီမဝိုင်းတို့သူမွှေရွယ်ကဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ နှစ်ပေါင်း100ကျော်အတွင်းမှာအပြင်းထန်ဆုံးဖြစ်တဲ့အင်အားကြီးငလျင်ဟာစကိုင်းမြို့ကိုဗိုလ်ပြုတ်လောက်ခတ်သွားတာကြောင့်မြို့ရဲ့80ရာခိုင်နှုန်းလောက်ကပျက်စီးသွားခဲ့ပါတယ်။ပြိုကျောင်းဆောင်တွေအောက်ကတည်ဆုံသူတွေရဲ့ရုပ်အလောင်းတွေဟာသုံးရက်ခန့်ကြာမြင့်နေတဲ့ဒီတဲထုံနိုင်ခြင်းမရှိသေးဘူးလို့စကိုင်းမြို့ကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေထံကသိရပါတယ်။ဒါအပြင်ငလျင်လှုပ်ပြီးသုံးရက်ကြာဒီကနေ့မတ်လ31ရက်နေ့မနက်ပိုင်းမှာဒါမလေးရှားနိုင်ငံကလာရောက်တဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တစ်ခုရောက်ရှိနေပြီဖြစ်ပြီး ပြစ်စနေရက်တွေမှာတော့မြို့ခံတဲ့ဒေသတွင်းအရက်ဖတ်အဖွဲ့တွေကတောင်းကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဆယ်ရက်နေရမလုံလောက်မှုကယ်ဆယ်ရေးလှုပ်ဆောင်မဲ့ကျွမ်းကျင်သူမရှိမှုတွေကြောင့်အချိန်မီကယ်တင်နိုင်ခြင်းမရှိခဲ့ပဲပြူကြောက်အုပ်ပုံတွေအောက်နိုင်ပေါင်းများစွာရှင်ကျန်နေပြီးမှအသက်တည်ဆုံးခဲ့ရသူတွေလည်းအများအပြားရှိကြောင်းကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေထံကသိရပါတယ်။ ဒါအပြင်စကောင်စီတပ်သားတွေကစကိုင်းမျိုးပေါ်ကိုတွားရောက်မဲ့ကျေးရွာတွေဘက်ကကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းအုပ်ချုပ်ရေးမှူးထောက်ခံစာပါမတာဝင်ခွင့်ပြုလာကြောင်းကယ်ဆယ်ရေးအင်အားလိုအပ်ချက်ဖြစ်တယ်မို့အခက်ကြုံနေရတယ်လို့စကိုင်းဒေသခံတွေကပြောပါတယ်။စကိုင်းမျိုးမှာငလျင်လောက်ခတ်ပြီးနှစ်ရက်အကြာမနေ့ကမတ်လ30ရက်နေ့မှာတော့မျိုးနက်မှာတီဆုံးရုပ်အလောင်းတွေရဲ့အနံ့တွေကြောင့်ကျန်ရဲတုံမျိုးခန့်တွေအတွက်အသက်ရှူရချက်စီတဲ့အခြေအနေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ တင်ဆောင်ရုံလောင်းတွေကိုထည့်စရာဓာတ်ပေါ်ရီအိတ်လိုအပ်ချက်လည်းကြီးမားနေတယ်လို့ကယ်ဆယ်ရေးလုံဆောင်နေသူတွေထံကသိရပါဗျ။ဒီလိုအနမ်းသက်တွေကရှင်ကျန်ရစ်နေသူတွေအတွက်စိတ်ထိခိုက်စရာကောင်းတယ်လို့ကျမရေးရလဲအသက်ရှူလန်းကြောင်းဆိုင်ရာပြဿနာဖြစ်ပွားလာနိုင်တာကြောင့်ဒီလောင်းတွေကိုပြူကြအဆောင်တွေအောက်ကတည်ထုံနိုင်မှုနဲ့စနစ်တကျထုတ်ပိုးတကြုံနိုင်မှုကလည်းသခိုင်းမျိုးအတွက်အရေးတကြီးလိုအပ်ချက်ဖြစ်နေပါဗျ။ ။ဟောအသက်ရှင်နေမိတာမျိုးတော့အလောက်ကြီးမကျန်တော့ကြာ။ကျွန်တော်ပုံတော့ဒီအောက်မှာဗာတက်ဖို့ကြီးပဲကျန်တော့တာ။ထုတ်လို့ကတော့အခုချိန်ထိထုတ်မနေဘူးမနိုင်ဘူးကြာ။အဲ့ဒီမြေတို့ကကလည်းမသတိတည်းပဲရှိတာ။ဒုဝက်ချက်ကတော့အများကြီးပဲ။အော်ဘုံကြီးကြောင်းနေဆိုလို့ရှိရင်လည်းအဲဘုံကြီးတန်ဃာတွေဒီလားရှင်နေအောက်မှာပြင်ရကျွန်တော်ထုတ်နိုင်ရတယ်ငါရရပါလိမ့်မယ်။ဒါကတော့စကိုင်းမျိုးပေါ်ကကုညီကဲဆေးလောက်ဆောင်နေတဲ့မြို့ခံအရက်ဖက်ကဲဆေးအဖွဲ့ဝင်တို့ပြောပြသွားခဲ့တာပါ။ ထားပြင်းတည်ဆောင်းသူတွေရဲ့ရုပ်အလောင်းတွေကိုစကိုင်းမြို့ကမိသူကျိုးဆက်မာတယ်မနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်တုံငင်စနစ်နဲ့တကြိုနီယာကမန္တလေးမြို့ဘက်ကိုလည်းအလောင်းတွေပို့ဆောင်တကြိုနီယာရဲ့လို့သိရပါဗျ။စကိုင်းမြို့ကန်တွေကလက်ရှိမှာတောက်သုံးရည်စားနပ်ရည်ကအခက်အခဲလေးကြီးကြီးမားမားရင်ဆိုင်နေကြပြီဖြစ်ပါတယ်။စကိုင်းမြို့မှာတောက်သုံးရည်ဝယ်ယူလို့မရရုံသာမကမန္တလေးဘက်မှာပါတောက်သုံးရည်ဝယ်ယူဖို့ပြက်လက်လုံနေပါဖြစ်နေပြီလို့စကိုင်းဒေသခံတွေကပြောပါဗျ။ကုန်စည်နှုန်းကြီးမြင့်လာရုံသာမကကြက်ဥတောင်ဝယ်လို့မရတော့တာကြောင့် စကိုင်းမြို့ရဲ့စားနပ်ရိက္ခာအခြေအနေကစိုးရိမ်ပွဲအခြေအနေမှာရှိနေပါတယ်ကဲဆိုရင်လိမ့်ပိနေတာသုတ်ပြပုတ်ဆော်နန်းနေပြီဘလို့မဘာမှမလောက်ဘူးတောက်စရာကြီးလည်းမရှိတော့သခိုင်းကသာသွားကြပါသခိုင်းမျိုးကိုကဲဆယ်ရေးပစ္စည်းတွေနဲ့စားနပ်ရိက္ခာအထောက်ပံ့တွေပေးပို့ပေးမယ်ဆိုပါကရန်နာဘုံတရာကနေကားအသေးတွေနဲ့ဖြတ်တန်းပို့ဆောင်လို့ရတယ်လို့ကုန်ကားကြီးတွေနဲ့လာရောက်ပို့ဆောင်ပါကလည်းရေလန်းကနေကိုပြီလာလို့ရနိုင်ကြောင်းနဲ့လာရောက်ယူဆောင်မှုလိုအပ်ပါကလည်းမန္တလေးမြစ်စိတ်ဘက်ကန်အထိ စကိုင်းမြို့ခံတွေကလာရောက်တယ်ဆောင်မှာဖြစ်ကြောင်းစကိုင်းမြို့ကကုညီကဲစေးအဖွဲ့တွေကပြောပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ Richter scale 9.8အဆင့်ရှိတဲ့အင်အားကြီးငလင်ဟာစကိုင်းမြို့အနီးကိုဗဟုပြုလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ဒီငလင်ကနှစ်ပေါင်း100ကျော်အတွင်းမှာအင်အားအပြင်းထန်ဆုံးငလင်ဖြစ်တယ်လို့ငလင်ပညာရှင်တွေကပြောဆိုကြပါတယ်။မြူသားကြီးညိုရဲဆိုရလက်အောက်မှာရှိတဲ့စကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ငလျင်ဘေးကယ်ဆယ်ရေးကော်မတီကဒီကနေ့မတ်လ31ရက်နေ့အထိပြုစုထားတဲ့စီရင်အချက်အလက်အရစကိုင်းမြို့ပေါ်မှာတေဆုံးသူလူရေ900လောက်ရှိကဒဏ်ရာရသူ35ဦးရှိကြောင်းသိရပါတယ်။ဒါ့အပြင် NUG စိုးမိုးနယ်မြေအတွင်းကြီးရွာ43ရွာမှာလည်းတေဆုံးသူ16ဦးနဲ့ဒဏ်ရာရသူ28ဦးရှိခဲ့တယ်လို့သိရပါတယ်။ငလျင်ကျောင်းပြိုပြက်သွားရတဲ့မြို့ပြက်ကျောင်းကစကိုင်းဒေသခံတွေကတော့နိုင်ငံတကာအကူအညီတွေနဲ့နိုင်ငံတွင်းကကယ်ဆယ်ရေးအဖွဲ့တွေအလှူရှင်တွေအနေနဲ့ စကိုင်းမျိုးကိုပြင်မထားကြဖို့နဲ့ကုညီကယ်ဆယ်ပေးကြဖို့ကိုတောင်းဆိုနေကြပါတယ်ရှင်။တောင်ကူမျိုးနယ်မှာငလင်ကြောင့်ရွှေတွင်းလုတ်သား40ထက်မနည်းတေဆုံးတဲ့တရင်ကိုဆက်လက်ပြောပြပေးမှာပါ။ပဲခူးတိုင်းတောင်ကူမျိုးနယ်အတွင်းကရွှေတူးဖော်ရီလုတ်ကွက်တွေမှာမတ်လ28ရက်နေ့ကလှုပ်ခတ်တဲ့ငလင်ကြောင့်ပြိုကျပျက်စီးပြီးရွှေတွင်းလုတ်သား40ထက်မနည်းတေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ တောင်ကိုမြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းအနီးမှာရှိတဲ့ကညင်မြောင်ဖောင်စိတ်ဇရက်ကွင်းဒိုင်းနယ်ရှမ်းစုမြပင်ကူကြောက်ကူမကြီးပင်အင်းတရက်ပင်ကုန်းကျွဲတိုင်ကျူအင်းဝက်ခောက်စိန်ကန်တရားအပါဝင် အနီးနားဒေသတွေကခြေတွင်တချို့မှာငလင်တန်ကြောင့်ပြိုကျပျက်စီးပြီးအခုလိုတေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်ခြေတွင်တွေပြိုကျတဲ့ဒေသတွေကိုကုညီကယ်ဆယ်ရေးတွေလာရောက်တာမရှိတဲ့အတွက် မိသားစုတွေနဲ့အနီးအနားကြေးရွာနေပြည်သူတွေကဝိုင်းဝန်းပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရတယ်လို့သိရပါတယ်။တောင်ကူမြို့နယ်ကကြေးရွာတွေမှာရွှေတူးဖော်တာကိုတိုင်တိုင်လုပ်ငန်းတွေအဖြစ်လုပ်ကင်ကြပြီးလူငယ်လူကြီးတွေသာမကအမျိုးသမီးတချို့ဟာလည်းရွှေတူးဖော်ရေးလုပ်ငန်းတွေမှာရွှေကျင်ချင်းကိုလုပ်ကင်ကြတာပါ။ မတ်လ28ရက်နေ့မိုးလယ်12:50မိနစ်ကစကိုင်းမြို့အနီးကိုဗဟိုပြုလို့ဝစ်စတာစကေခုနှစ်တသမခုနှစ်အဆင့်နဲ့လှုပ်ခဲ့တဲ့ငလျင်ကြောင့်တောင်ကူအပါဝင်ပဲခူးတိုင်းမန္တလေးတိုင်းနေပြီးတော့စကိုင်းတိုင်းရှမ်းပြည်နယ်စတဲ့တိုင်းနဲ့ပြည်နယ်တွေမှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပါတယ်။ဒီကနေ့မတ်လ31ရက်နေ့မနက်ပိုင်းအထိမျိုးစိမကပြုစုထားတဲ့စီးရင်တွေအရငလျင်ကြောင့်တေဆုံးသူဟာ3112ဦးနဲ့ဒဏ်ရာရသူဟာ3294ဦးထိရှိနေပါတယ်။ စစ်ကောင်စီရဲ့မတ်လ30ရက်နေ့ညပိုင်းထုတ်ပြန်ချက်အရတော့တေဆုံးသူဟာ1900ဦးနဲ့ဒဏ်ရာရသူဟာ3400ဦးရှိတယ်လို့ဖော်ပြထားပါတယ်။ငလင်ကျောင်းလူထိခိုက်တေဆုံးမှုတွေအပြင်ရှေးဟောင်းဖျားစီဒီပထိုးတွေနဲ့ဖုန်ကြီးကျောင်းတွေခရစ်ယာန်ဖျားကျောင်းတွေဗလီတွေစတဲ့ဘာသာရေးအဆောက်အအုံများစွာဟာလည်းထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပါတယ်။ ဒါပြင်ငလင်တန်းကိုအပြင်းထန်ခံစားခဲ့ရတဲ့သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှိမြောက်ပိုင်းနေပြည်တော်နယ်ပဲခူးတိုင်းတို့မှာစစ်ကောင်စီရဲ့တဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကမတ်လ28ရက်နေ့မှာအရေးပေါ်အခြေအနေသတ်မှတ်ကြောင်းကြေညာထားပါရယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ကုံသွေးရေးသဘောတူညီချက်အတွက် Starman နဲ့ Trunk ဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အမေရိကန်နဲ့ UK တို့ကုန်သွယ်ရေးသဘောတူညီချက်ရရှိနိုင်ရေးအတွက် Kia Starmer နဲ့ Donald Trump တို့တနင်္ဂနွေနေ့မှာအကျိုးရှိတဲ့ဆွေးနွေးပွဲပြုလုပ်ခဲ့ကြတယ်လို့ဗြိတိသျဝန်ကြီးချုပ်ရဲ့ Downing Lane ယုံကတနင်္ဂနွေနေ့ကသတင်းထုတ်ပြန်ပါတယ်အခုဆယ်စုနှစ်အစပိုင်းဗြိတိန်နိုင်ငံဥရောပတမကကနှုတ်ထွက်လိုက်ပြီးကလေးက UK အစိုးရအဆက်ဆက်ဟာအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်ရဖို့စူးစမ်းခဲ့ကြပါဗျ UK American စီးပွားရေးတာယာဝါပြောရေးသဘောတူညီချက်အတွက်သက်ဆိုင်ရာအဖွဲ့တွေအကြားမှာအကျိုးရှိတဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။အခုအပတ်တွင်ဆက်လက်ဆွေးနွေးသွားဖို့လည်းသဘောတူခဲ့ကြပါတယ်လို့ကြေညာချက်မှာဖော်ပြပါတယ်။လာမယ့်ရက်တွေအတွင်းအဆက်အသွယ်မပြတ်ဘဲဆက်ဆွေးနွေးသွားကြဖို့သူတို့သဘောတူထားကြပါတယ်လို့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ အမေရိကန်တမရကချမှတ်မယ်လို့ပြောထားတဲ့ကုံတွယ်ဂွန်တွေကနေဗြိတိန်နိုင်ငံကရှောင်ရှားဖို့ဒါမှမဟုတ်တတ်တာရာရဖို့အရေးအထောက်ကူဖြစ်နိုင်ဖို့ကြီးမားတဲ့သဘောတူညီချက်တည်းရရနိုင်လိမ့်မယ်ဆိုတဲ့အလားအလာကိုတော့ထရန့်ကိုယ်တိုင်ကမလုံပေးထားတာဖြစ်ပါတယ်။ဗြိတိန်နိုင်ငံဟာ EU နိုင်ငံတွေလိုတိုင်းပြည်ရဲ့တမရိလုပ်ငန်းပေါ်ချမှတ်ထားတဲ့ကုံတွယ်ဂွန်တွေကိုလက်တော့ပြန်ချမှတ်တာမျိုးမလုပ်ဖဲထားပါဗျ။ အရင်ကွန်ဆာဗေးတစ်အစိုးရလက်ထက်ကဒီလိုသဘောတူညီချက်ရအောင်မလုပ်နိုင်ခဲ့ပေမဲ့လေဘာပါတီခေါင်းဆောင်ကတော့ဖေဖော်ဝါရီလနောက်ပိုင်းကဝါရှင်တန်အလဲပတ်ခီးစဉ်ပြီးမှကုံတွယ်ရေးသဘောတူညီချက်ရနိုင်မယ်မျှော်လင့်ချက်ပေါ်ထွက်လာခဲ့ပါတယ်။ထရန်ကလွတ်မြောက်ရေးနေလို့ပြောထားတဲ့ဧပြီလ၂ရက်နေ့မတိုင်ခင်ဗြိတိန်နိုင်ငံကကုံတွယ်ရေးသဘောတူညီချက်တည်းရရချင်နေတယ်လို့ယုံကြည်ရပါတယ်။အဲ့ဒီနေ့မှာထရန့်ကကုံတွယ်ဘက်နိုင်ငံတွေအပေါ်အခွန်နှုံးထားအမျိုးမျိုးချမှတ်တော်မှာဖြစ်ပါတယ်။ ဒါပေမဲ့ဒီလိုသဘောတူညီချက်ကအကောင့်ထဲပေါ်လာဖို့လိုပါသေးတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၁၃စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစက်ကောင်စီသတ်မှတ်စဉ်2100ကျပ်ပြင်ပပေါက်စီ4430ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1564ဒသမ25ချံပြင်ပပေါက်စေ3308ချံဥရောပတီဗီရိုကိုစစ်ကောင်စီတတ်မှတ်စေ2282ဒသမ88ချံပြင်ပပေါက်စေ4819ချံဟန်ဘတ်ဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ61ဒသမ86ချံပြင်ပပေါက်စေ130ဒသမ84ချံ ်မလေးရှားတမင်ကီကိုစစ်ကောင်စီတတ်မှတ်စေ483ဒသမ24ကျပ်ပြင်ပပေါက်စေ1000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်အဆုံးရပြည်တွင်ရွှေစင်းနှုံတွေကတော့အခောက်ရွှေတစ်ကျပ်သားကို ရွှေကုံတဲ့အသင်းတတ်မှတ်စေ56သိန်း1000ကျပ်ပြင်ပပေါက်စေ80သိန်း3000ကျပ်စကားပဲတစ်ကျပ်သားကို ရွှေကုံတဲ့အသင်းတတ်မှတ်စေ 52သိန်း9385ကျပ်ပြင်ပပေါ့စေ66သိန်း2000ကျပ်ပေါ့စေရှိပါတယ်။ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်လီတာကို2580ကျပ်ပရီမီယံဒီဇယ်လီတာကို3190ကျပ်အော်တိန်92လီတာကို3000ကျပ် အောင်တိတ်95လီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။အဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စီ6855ကျပ်ပြင်ပပေါက်ဈေး1000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမျိုးစီမပရိုင်တိုင်းမျိုးစီမပေးမှသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ